မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဘုဒ္ဓသာသမီရာဟုသာသမီများကျွန်တော်ဆရာငိကိုဖြစ်ပါတယ်ဘုဒ္ဓသာသမီရာဟုသာသမီများအတွက်ဒီတစ်ပတ်မှာကြာရောက်လာတဲ့ကာကြမှာအကြောင်းကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြရမယ်ဆိုလို့ရှိရင်အထူးသတိထားဖို့အတွက်ကိုတော့မှတ်သားချက်ပါတယ်။ဒါကြောင့်လဲဆိုလို့ရှိရင်ဘုဒ္ဓသာသမီရာဟုသာသမီဒီတစ်ပတ်တော်အတွက်မှာတချို့လုပ်ငန်းတွေကိုမစွန့်စားတတ်မယ်စွန့်စားပြီးလုပ်တဲ့လုပ်ငန်းတွေအရေးစွန့်ပြီးလုပ်တဲ့လုပ်ငန်းတွေเนาะလုပ်ငန်းတစ်စတင်လုပ်ကြိုင်တဲ့သူတွေ ဒီဘက်မှာအရက်ကရောရင်းနှီးနှုတ်နှမ်းတာဒီငွေကြေးအကုန်ခံတာဒီကုန်ခံပြီးလောက်ကင်တဲ့အလုပ်တွေကိုမလောက်ကင်ဖို့အတွက်ကိုအကြံပြုချင်ပါတယ်ဒီဘက်မှာငွေကြေးနဲ့ပတ်သက်ပြီးကုန်ကြများတာဒီအကုန်ကြခံပြီးလောက်ကင်မိတာဒီဆိုလို့ရှိရင်ငွေကြေးဆုံးရှုံးခြင်းငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိလက်ထက်မှာပြက်လက်သွားခြင်းဒီကြုံတွေ့ရတတ်တဲ့ခံစားရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးဒီဖြစ်ပေါ်တတ်တယ်နောက်တစ်ခုဒီတစ်ပတ်တော်ကမှာအောက်လိုက်နေသားဒီ မိမိအိမ်မှာရှိတဲ့ညီကောင်မောင်နှမတွေတော်လောက်အောက်လက်ငယ်သားငယ်သားတွေတော်လောက်မကြခဏပြဿနာတက်နေတာမျိုးအိမ်ရင်းမိသားစုတွေအဆင်မပြေတာမျိုးတွေကြုံတွေ့ရလိမ့်မယ်အောက်လက်ငယ်သားတွေအတွက်စိတ်ပူရတာစိုးရိမ်ရတာပုံစံမျိုးလေးတွေကြုံတွေ့နေရတတ်တယ်ဒီလိုစိတ်ပူမှုစိုးရိမ်မှုတွေအယံကရောမထားဖို့အတွက်ကိုတော့အကြံပေးခြင်းပါတယ်မိတ်ဆွေတို့စိတ်ပူနေသလိုမိတ်ဆွေတို့စိုးရိမ်နေသလိုမဖြစ်လာနိုင်ဘူးဆိုတဲ့အကြောင်းရင်းလေးတွေကိုတော့အကြံပြုခြင်းပါတယ်နောက်တစ်ချက်အနေနဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခါတွေမှာ သူများစကားကိုနားမယောင်ဖို့အတွက်ကိုအကြံပြုခြင်းနဲ့သူများစကားကိုနားယောင်ပြီးကိုယ်မှရှိတဲ့ငွေကြေးတွေကုန်ဆုံးသွားတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံတာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အာမခံတာသူများကိုအာမခံပေးတဲ့ကိစ္စရပ်မျိုးတွေရဒီတစ်ပတ်မှာအထူးသတိထားမယ်ကိစ္စရပ်မျိုးတွေဖြစ်သလိုငွေပေးငွေယူလုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းအထူးသတိထားပါငွေကြေးအပေးအယူမှားယွင်းတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဖြစ်ပေါ်တတ်တယ်ငွေကြေးလက်ရှိလုပ်နေတဲ့အလုပ်ကနေလက်ရှိမမိရှိနေတဲ့ဒီသားငွေကြေးရနေပြီးတော့ရုတ်တရက် ကုန်ဆုံးသွားတာရုတ်တရက် ျက်စီးသွားတာအတွင်းမှာအခေါ်မှားပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးပြဿနာပေါ်တတ်တာဒီဒီဘက်တော့တဲ့မှာကြုံပြရတတ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့အခါကျလို့ရှိရင်ဒီဒီဘက်မှာအတတ်နိုင်ဆုံးအထူးသတိထားဖို့မှားကျင်တာကမိမိအနာမှာရှိတဲ့လူယုံဆိုတဲ့သူမျိုးအထူးသတိထားပါ။တချို့သောသူတွေလူယုံကနောက်ကျော်သားနဲ့ထိုးတဲ့ပုံစံမျိုးတွေဒီဒီဘက်မှာခံစားရတတ်တယ်။မိမိလူယုံတတ်လို့တည်တတ်တယ်ဆိုတဲ့အခြေအနေပိုင်းဆိုင်ရာဒီဒီဘက်မှာကြုံတွေ့ရတတ်တဲ့အနေထားပိုင်းဆိုင်ရာလေးတွေရှိတယ်။နော်တချို့သောကိစ္စရတွေမှာမိမိအတွေ့အကြုံနဲ့မိမိအလုပ်လုပ်ပါ ပဝင်းကျင်ရဲ့စကားကိုနားမရောင်နဲ့ကို့အတွင်းနဲ့ကိုမှန်မှန်ကန်ကန်လေးလှုပ်ဖို့လိုအပ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးလက်လွန်တာတို့မှားယွင်းတာတို့မဖြစ်စေနဲ့ဒီတပတ်မှာအထူးအရေးကြီးတဲ့အနေထားကတော့အလုတ်ကင်နဲ့ပတ်သက်ပြီးငွေကြေးနဲ့ပတ်သက်ပြီးနံပါတ်၁ဒီငွေကြေးအမှားယွင်းဖြစ်မဲ့နေတာငွေကြေးမှားယွင်းပြီဆိုတာနဲ့နောက်ပိုင်းမှာလုပ်ငန်းတွေရပ်တန့်သွားတာတို့လုပ်ငန်းတွေပြတ်စီသွားတာတို့မိမိရဲ့အောင်မြင်မှုတွေမိမိရဲ့ရရှိထားတဲ့အခွင့်အရေးတွေလက်လွတ်ဆုံးရှုံးသွားတာတို့ဖြစ်ပေါ်သွားတတ်တယ်အလုတ်ကင်မှာဌာနဆိုင်ရာပဲဖြစ် ဟိုဝင်တန်းပဲဖြစ်ဖြစ် လာကစားတွေပဲဖြစ်ဖြစ်ဒီလိုလူမျိုးတွေဆိုလို့ရှိရင်ねအလောက်ကင်ကိုထွက်ရတတ်တယ်နားရတတ်တယ်အလောက်ကင်ကိုထွက်ရနားရခြင်းဒီဘာကြောင့်နားရတာလဲဆိုလို့ရှိရင်အလောက်ပေါ်မှာလုံနေကြတဲ့အလောက်ပေါ်ကင်သက်ခြင်းတယောက်နဲ့တယောက်တစ္ဆာမရှိတာတယောက်နဲ့တယောက်တယောက်ပေါ်မှာတယောက်မနာလို့စိတ်များတာဒီလိုအရာမျိုးတွေကြောင့်တွေးထိုးစကားတွေကုံကြော်စကားတွေမိမိအလောက်မထွက်ထွက်ရအောင်အကြောင်းအမျိုးမျိုးနဲ့ သူများပယောကကြောင့်လုံရရခြင်းအလုံနာရခြင်းအလုံထွက်ရခြင်းပုံစံမျိုးတွေကြုံရတတ်တယ်ကြုံရတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ပတ်မှာတတိကြီးစွာနေထိုင်မှုအတွက်ကိုအကြံပြုချင်ပါတယ်နောက်တစ်ချက်မှာတော့ဒီတစ်ပတ်မှာအောက်လန့်ငယ်သားရင်နဲ့ပတ်သက်ပြီးအယံကာရောကိုကဖိအားပေးတာမျိုးနော်ပရက်ရှာပေးတာမျိုးအောက်လန့်ငယ်သားရင်နဲ့ပတ်သက်ပြီးမိမိရဲ့စီကံဝေါ်ဟာဓာတွေတပွေမသိမ်းလိုက်နာစီခြင်းနဲ့အတွေးမျိုးလေးတွေရှိတယ်ဆိုလို့ရှင်ဒီအတွေးမျိုးလေးတွေခေတ္တခဏရက်ပြီးတော့အာလုံးနဲ့တဟဇာတာဖြစ်အောင် နေထိုင်ပါလို့လောက်ကင်ပါလို့အကြံပေးခြင်းပါတယ်နောက်တစ်ခုမှာကတော့ငွေနဲ့ပတ်သက်ပြီးတော့အကျွေးရစရာရှိတာဒီကိုကလည်းရစရာရှိတာဒီကမရပေးစရာရှိတာဒီကမပေးနိုင်ဟိုရစရာနဲ့ပေးစရာနှစ်ခုကြားမှာညာညာနေတတ်တယ်တခါကြောက်လို့ရှိရင်ဘလို့တွေးခေါ်လာနိုင်လဲဆိုလို့ရှိရင်လက်ရှိအလုပ်ကနေထွက်ပြီးတစ်ချက်ကောင်းတဲ့အလုပ်ကိုလုပ်ချင်တယ်လက်ရှိနေရာနေသွားပြီးတော့တစ်ချက်ကောင်းတဲ့အဲ့ဒီနေရာလေးတွေမှာပို့ပြီးတော့စီးပွားရှာစီခြင်းနဲ့ပို့ပြီးတော့လောက်ကင်ဆောင်ရွက်ခြင်းနဲ့ဆိုတဲ့အတွေးမျိုးလေးတွေပို့ညာနေလိမ့်မယ် ဒီအတွေးတို့ဒီမိမိကိုမိမိဒုက္ခပေးတဲ့အတွေးမျိုးဖြစ်လိမ့်မယ်ဒီချိန်ကာတော့တဲ့မှာရှိနေတဲ့အလုပ်လက်ရှိရှိနေတဲ့အလုပ်ကိုရက်ဆိုင်ပြီးတော့နောက်အလုပ်ကိုမပြောင်းပါနဲ့ပြောင်းလိုက်လို့ရှိရင်ပုံအန္တရာယ်များတယ်အန္တရာယ်ဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာရှိတယ်ဒါကြောင့်မို့လို့လက်ရှိအလုပ်တွေမှာအခက်အခဲရှိနေတော့ညာလဲဒီအခက်အခဲတွေကိုအောက်ဤတိခံပြီးတော့ခေတ္တခဏလောက်ပါစိုးရိမ်ပူပန်မှုကြီးများနေတော့လဲဒီစိုးရိမ်ပူပန်မှုတွေဒီဖြစ်ပေါ်လာတဲ့အတိုင်းအတာလေးရောသိပြီးတော့မရှိပါဘူးမဖြစ်ပေါ်လာနိုင်ဘူးဆိုတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိပါတယ်တချို့တော့ယာရူးကြီးကြီးမားမား ်နော်လုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးတော့ယာရူးကြီးကြီးမားမားယူလာကြတဲ့သူတွေယာရူးကြီးကြီးမားမားရထားကြတဲ့သူတွေနည်းနည်းပြဋိဌာမိမိရဲ့ယာရူးမိမိရဲ့လောက်ကင်နေတဲ့အရာတွေအပေါ်မှာအစာဝင်ကျင်တဲ့သူကမိမိရဲ့မကောင်းချောင်းကိုကြောက်တုံးလိုက်မယ်သွေးထိုးလိုက်မယ်မိမိဒီနေရာကနေလွင့်သွားမှသူတို့မိမိနေရာကိုဝင်နေဖို့အတွက်မိမိကိုဒုက္ခပေးတတ်တဲ့အခြေအနေပဲဆိုင်ရာလေးကြီးကြုံရလိမ့်မယ်ဒီလိုကြုံတတ်တဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်မို့လို့သွားတရီလာတရီစားတရီနေတရီထိုင်တရီ မပြတ်ဖို့တော့ကိုအထူးကြံပေးခြင်းပါတယ်။ဒါတွေကြလို့ရှိရင်စိတ်ရန်တရားနဲ့ပတ်သက်ပြီးအလုံးလုံးနေရတဲ့သူတွေနော်စက်ပစ္စည်းနဲ့ပတ်သက်ပြီးအတုံးပြုတ်နေကြတဲ့သူတွေတတိထားလောက်ကင်ဆောင်ရွက်ဖို့တော့အကြံပေးခြင်းပါတယ်။ဟိုယင်စီးတာတို့ကားစီးတာတို့စက်ဘင်းစီးတာတို့ဆိုင်ကယ်စီးတာတို့ နော်ဘလို့ရင်မျိုးစားနဲ့ပဲပတ်သက်ပတ်သက်စက်ပစ္စည်းနဲ့ပဲပတ်သက်ပတ်သက်ဒီစက်ပစ္စည်းနဲ့ပတ်သက်ပြီးအသုံးပြုတဲ့သူတွေသတိထားဖို့အကြံပေးချင်ပါတယ်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အမှုခင်ဖြစ်တတ်တဲ့ရှင်တိုင်းမှုနဲ့ပတ်သက်တဲ့အရာလေးတွေဖြစ်တတ်တယ်နောက်ပြီးတော့အမှုခင်နဲ့ပတ်သက်တဲ့အရာလေးတွေဒီဘက်မှာကြုံတတ်တယ်ဒါကြောင့်မို့စက်ပစ္စည်းကင်တွယ်ခြင်းသုံးဆွဲခြင်းကိုအထူးသတိထားဖို့အတွက်ကိုအကြံပြုမှာကြားချင်ပါတယ်ဘုလူသားသမီးယာဟုသားသမီးတွေအတွက်ဒီဒီဘက်မှာကန့်ချက်မှာအညံ့တွေကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုစိတ်လမ်းမှန်မှာလုပ်တဲ့အရာမျိုးစိတ်ဒေါသကြီးတဲ့အရာမျိုးဖိအားပေးတတ်တဲ့ စိတ်မျိုးအတွေးမျိုးလေးတွေကိုတော့အထက်နိုင်ကိုတရိပ်ထားဖို့လိုတယ်။သူများစကားကိုနားမရောဘူးလေအကြံပေးခြင်းနဲ့ကိုယ့်ရဲ့အကြံဉာဏ်ဝိရိယလေးနဲ့လုံနေကြတိုင်းပုံမှန်လေးသာလုပ်ပါ။တအားကြီးညံကွန်ပြီးချက်ထွင်းတာတို့တအားကြီးငွေကြေးကိုများများဆဆလိုချင်လို့အဲဒါအမျက်စုံများများဆဆလိုချင်လို့လုပ်ငန်းကိုချက်ထွင်းတာတို့ဒါမျိုးတွေအများမလုပ်ပါနဲ့ငွေကြေးရင်းနှီးမြှုပ်နှံလိုက်လို့ရှိရင်ဖော်မရဓမ္မဆုံး ရင်းထားတဲ့အရင်လဲဘယ်စီနေမှမသိဘူးအမျက်လဲပေါ်လာပါမဟုတ်ဘူးလေပုံစံမျိုးဖြစ်သွားတတ်တယ်။ဒါထက်မှမကလို့ရှိရင်အခက်မတင်လို့ရှိရင်ငွေကြေးရင်းနှီးမြှုပ်နှံမှုမှားလို့ရှိရင်မိမိလက်ရှိလုပ်နေတဲ့လက်ကုံလက်ရည်အလုပ်ပါရက်နာရတဲ့ပုံစံမျိုးလုပ်ငန်းရက်ဆိုင်ရတဲ့ပုံစံမျိုးအလုပ်ထွက်ရတဲ့ပုံစံမျိုးတွေကြုံတွေ့ရတတ်တယ်။ဒါကြောင့်မို့လို့ဘုဒ္ဓတာသမီရာဟုတာသမီများဒီဘက်မှာအတတ်နိုင်ဆုံးစင်ကျင်ပြီးပါ အတိတတိမလွတ်ပဲနေထိုင်ပေးပါလို့အကြံပြုကြပါတယ်ဒီတော့မှသာလေမိမိရဲ့ကောင်းကျိုးလေးပြီးပုံမှန်လေးရရှိသွားပြီးတော့ကောင်းလာတဲ့အခါကျလို့ရှင်စိတ်တိုင်ကြလုတ်ကြလို့ရရှိမှာဖြစ်ပါတယ်လက်ရှိအချိန်ဒီမှာစိတ်တိုင်ကြလုတ်ကြလိုက်မယ်ဆိုလို့ရှင်အန်ဒီရီလီများများဆဆလေးအန်ဒီရီများတက်တဲ့အချိန်ဒီပိုင်းဆိုင်ရာလေးရှိတဲ့အတွက်ကြောင့်မို့လို့အတတ်နိုင်ဆုံးတတိပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့တတိပေးတဲ့နေရာမှာတချို့သောသူတွေအရန်ကြောက်စိတ်ဝင်မှုတော့မလိုအပ်ဘူးเนาะကျွန်တော်တို့က သတိပေးတယ်ဆိုတာကအမားယွင်းလေးတွေမဖြစ်အောင်ဒီအမားယွင်းလေးကိုရှောင်ရှားနိုင်အောင်လို့သတိပေးတာအဆိုးပိုင်းကိုဟောပေးတယ်ဆိုတဲ့အနေထားမှာက၆ပြီးဟောတာတော့မဟုတ်ဘူးအမားမဖြစ်လာလို့ရှိရင်မမိကအကောင်းတရားလေးတွေရရှိလာမှာအမားဖြစ်သွားတဲ့ခါကျလို့ရှိရင်အဆိုးပိုင်းကိုရရှိသွားမှာနော်အဆိုးပိုင်းကိုမရရှိစေချင်လို့သတိထားဖို့အတွက်ကိုအကြံပြုခြင်းဖြစ်တယ်နော် မိသားစုနဲ့ပတ်သက်တဲ့ကိစ္စအိမ်ဝင်းကြီးနဲ့ပတ်သက်တဲ့ကိစ္စရဲ့လေးတွေကိုပြောကြပြခြင်းပါတယ်မိသားစုအိမ်ဝင်းကြီးထဲမှာဒီတစ်ပတ်တော့တွေ့မှာတဲ့ကရောက်ကဆာတွေများနေလိမ့်မယ်တကယ်တောင်ဟိုမိသားစုထဲမှာစိတ်ဝမ်းနေကွဲနေတဲ့ပုံစံမျိုးလေးတွေဖြစ်နေလိမ့်မယ်မိအောက်လက်ငယ်သားနဲ့အပြင်အဝေးကအပေါင်းအသင်းတကယ်ချင်းတွေနဲ့ပြဿနာပေါ်တတ်တဲ့အခြေအနေတိုင်းဆိုင်ရာလေးတွေရှိတယ်ဒီလိုပြဿနာလေးတွေပေါ်လာခဲ့မယ်ဆိုလို့ရှိရင်လေတဲ့ဒီပြဿနာတွေအပေါ်မှာဒေါသအလျောက်မှဖြေရှင်းမိဖို့လေအကြံပေးခြင်းပါတယ် မိသားစုထဲမှာစိတ်ဝင်ကွဲတာမျိုးပြန်လာကြောင်စိတ်သဘောထားချင်းမတိုက်ဆိုင်တာမျိုးလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရတတ်တယ်ဒီလိုမျိုးတွေကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်အချက်ကြီးနဲ့ပတ်သက်လို့ရှိရင်ဒီတစ်ပတ်မှာအချက်ကြီးကတော့ကံကောင်းပါတယ်စုလူကောင်းပါမိမိရဲ့အနည်းအနားမှာနော်ဟိုရေဘူးရေချမ်းကန့်လန့်တဲ့ချစ်သူမျိုးကြုံလာတွေ့ရတတ်ပါတယ်အချက်ကြီးနဲ့ပတ်သက်လို့ရှိရင်မိမိကိုဒုက္ခတွေနဲ့ကနေဆွဲကူမဲ့အချက်ကြီးမျိုးမိမိအချက်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ဒုဒုပေါင်ပတ်နော်ဒုက္ခဖြစ်ရင်လည်းခံမယ် ဒုက္ခဖြစ်ရင်လည်းစမယ်ဆိုတဲ့ချစ်သူမျိုးတွေနဲ့တွေ့တတ်ပါတယ်ဒီလိုချစ်သူမျိုးတွေနဲ့လည်းဆုံတရားတတ်ပါတယ်အချင်းင်းနဲ့ပတ်သက်လာလို့ရှိရင်တော့တယောက်နဲ့တယောက်ကနည်းနည်းလေးတော့သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေစမ်းကျင်ဘက်ဖြစ်နေတဲ့သူတွေအချင်းင်းနဲ့ပတ်သက်ပြီးပေါင်းစည်းရတတ်တယ်နော်သူနဲ့ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်ဘူးသူကြိုက်တာတယောက်ကိုကြိုက်တာတယောက်ဒါပေမဲ့မတင်မှတ်ပဲသူနဲ့ကိုယ်နဲ့ကြိုက်သွားတာ အဲအဲ့လိုပုံစံမျိုးတွေဖြစ်တတ်တယ်เนาะအဲ့လိုမျိုးလေးတွေဟိုမထင်မှတ်တဲ့တီဟိုဒီလေးတွေကကြောင်းမြတ်တီဟိုဒီလေးတွေက maybe ဘောမှာအကောင်းလေးတွေလာပြီးကြုံတွေ့ရတတ်တယ်နောက်ပြီးတော့တချို့ဟိုရက်ဝဲမြေကြားမှာလမ်းကွဲနေတဲ့သူတွေရက်ဝဲမြေကြားရောက်နေတဲ့သူတွေအကြောင်းမြင့်တဲ့ဖြစ်သူချင်းလမ်းခွဲထားတဲ့သူတွေเนาะမိမိဖြစ်သူစီကအကြောင်းကြားသာတော်၎င်းဒါမှမဟုတ်လို့ရှိရင်အဆက်အသွယ်တော်၎င်းတကယ်ဒင်းကောင်းတော်၎င်းဒါမျိုးတွေ เนาะနားထောင်နေတဲ့သူများအရန်ကရောမမျှော်လင့်ပါနဲ့လို့အကြံပေးခြင်းပါတယ်မိမိချစ်သူဒီမိမိနဲ့ဝေးကွာသွားတဲ့အနေအထားမျိုးဖြစ်သွားတယ်ဒီအချိန်မတိုင်မီမှာဝေးကွာသွားတဲ့သူတွေဒီပြန်ပေါင်းကြည့်ဖို့တော့တော့အထက်ကျရှိပါလိမ့်မယ်ဒီအချိန်အတော်အတွင်းမှာအနီးနားမှာရှိနေတဲ့သူတွေကဒုက္ခခံပြီးတော့မိမိကိုတကယ်နဲ့နဲ့ကချစ်ခင်တဲ့သူတွေဖြစ်ပေါ်လိမ့်မယ်ကျမရင်းနဲ့ပတ်သက်ပြီးဆက်လက်ပြီးပြောပြရမယ်ဆိုလို့ရှိရင်တော့ဘုဒ္ဓသာသမီရာဟုတာမျိုးများဒီတစ်ခါအတော်အတွင်းမှာ ခြေထောက်နာခြင်းခြေထောက်မှာတိကျတဲ့အရာကြီးခြေထောက်နဲ့ပတ်သက်ပြီးပွေးထွက်ပံ့ယိုဖြစ်တတ်ခြင်းဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်เนาะမကြာခဏရေချိုးမှားတာမျိုးလေးတွေအေးမိတာမျိုးလေးတွေမကြာခဏဖျားနာတာမျိုးလေးတွေဒီစပောင်းဖြစ်တတ်တယ်အခက်ခဲလေးလေးအချက်တဲလေးတွေပြည့်ပြတ်ဖို့အတွက်ရရညာနဲ့ပတ်သက်လို့ရှိရင်တော့ခွေးစာလေးကြည့်ပြီးပါဒါဆိုလို့ရှိရင်အန်ရီလေးတွေกินသွားပါလိမ့်မယ်